အမေရိကန်နိုင်ငံတွင်းမှာကိုယ်အိမ်ကနေထွက်လာတဲ့အမိုက်မျိုးစပ်ပေါ်မူတည်ပြီးတောင်းလို့မရတဲ့ပစ္စည်းများပေါ်မူတည်ပြီး အမိုက်ဘုံနေအမိုက်ပြေးရတဲ့နေရာတွေဟာတူညီမှု မရှိပါဘူးအခုမြင်တွေ့နေရတဲ့ TV နဲ့ microwave ကိုအိမ်မှာပြင်နေကြအမိုက်ဘုံနေတယ်ထဲ့ပြီးပြေးလို့မရပါဘူးကိုယ်အိမ်မှာရှိတဲ့အမိုက်ဘုံတွေကို electronic ပစ္စည်းတွေထဲ့ပြီး ပြင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တန်ဝေပေးဆောင်ရမှာဖြစ်ပါတယ်အမေရိကန်အစိုးရနေပြီးတော့အမိုက်မျိုးစားပေါ်မူတည်ပြီးအမိုက်ပြရမယ်နေရာတွေကိုခွဲခြားသတ်မှတ်ပေးထားပါတယ်ကျွန်တော်တို့လည်းဒီ electronic ပစ္စည်းတွေကိုပထမဆုံးအချိန်တွားရောက်ပြင့်မယ်အတွေ့အကြုံတစ်ခုလည်းဖြစ်ပါတယ်ကြီးစုတွေနဲ့မိတ်ဆွေများကိုဘူးသူရရစီရန်ကျွန်တော်ပြန်လဲဝေမျှပေးလိုက်ပါတယ် သွားပြရတဲ့နေရာမှာအလကားပြစ်လို့မရပါဘူးကိုသွားပြစ်တဲ့ TV နဲ့ microwave ရဲ့အလေးချိန်ပေါ်မူ TV ပတ်ဆံပေးရပါတယ် okay let's go dạ yeah. ตัวพี่บีว่าว่าอีเอเบียมาแล้วไหม မိုက်ခရိုဝေ့တလုံးကို US ဒေါ်လာ20ပေးရပါတယ်။ကိုသွားပြစ်တဲ့ TV အရွယ်စားပုံမူ TV ဈေးနှုန်းကကွာခြားနိုင်ပါတယ်။ကျွန်တော်ရဲ့ TV ကတော့ US ဒေါ်လာ24.07ပေးရပါတယ်။ကိုအိမ်အတွက်လိုအပ်တဲ့ electronic ပစ္စည်းတွေကိုဝယ်ယူတဲ့အခါမှာပတ်စံကုန်သလိုသွားရောက်ပြေးရတဲ့အခါမှာလည်းပတ်စံပေးရပါတယ်။အရန်ပတ်တာရှောက်ပြေးလို့မရပါဘူး။ တွေးရင်ဒံွေရိုက်ခံရပါတယ်ဒါ United State of America ဖြစ်ပါတယ်ကဲရောက်ပါပြီအိမ်ပြန်ရောက်ပါပြီ